ောမင်္ဂလာပါလူမရင်တော့ကရှိကြစမြဲပါပဲကျွန်တော်ဘဝမှာလည်းတော့ကအထက်ထက်နဲ့ပေါ့ဒီနေ့မှာရှိတဲ့တော့ကကိုဘယ်လိုဖြေပြမလဲ how to stop the worry ယောက်ျားဖြစ်စေမိန်းမဖြစ်စေကလေးဖြစ်စေလူကြီးဖြစ်စေအလိုသမားလည်းဖြစ်ဖြစ်လုပ်ငန်းရှင်လည်းဖြစ်ဖြစ်လူတိုင်းလူတိုင်းလူတိုင်းဟာအကြောင်းတစ်ခုခုကြောင့်တော့ကဖြစ်တတ်ကြတယ်အချို့ကြတော့ကိုယ့်ရုပ်ရည်ကြောင့်တော့ကဖြစ်တယ်တချို့ကကိုယ့်လုပ်ငန်းတွေမှာ ဝင်ဝင်နေလို့လုတ်ပေါ်ကံပဲချင်းအဆင်မပြေလို့လစားနေလို့လူရင်းပြောရရင်တော့လူမှုရေးစီးပွားရေးကျန်းမာရေးအခြားအကြောင်းတွေနဲ့လူဟာနေစဉ်နဲ့အမျှဆိုသလိုတောကတွေကိုခေါင်းပေါ်မှာတင်ပြီးအဲ့ရတဲ့ဝင်တတ်ကြတယ်ဒီတော့ကို့မှာရှိနေတဲ့တောကတွေကျွန်တော်တို့ဘယ်လိုဖြစ်ပြောက်မလဲဖြစ်ပြောက်တဲ့နေလာနေလေအများကြီးရှိပါလိမ့်မယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်လေ့လာမှုနဲ့စာအုပ်ထဲကအမျိုးသမီးတယောက်အကြောင်းပြပြပေးရစီ ွနာမယ်ပန်စီတဲ့အမေရိကန်နိုင်ငံသူကအာဖရိကန်နယ်ဝအမေရိကန်နိုင်ငံသူကရုပ်ရည်အဖြစ်တော်တော်ကိုယူဆိုးပါလေယူဆိုးတဲ့အတွက်တငယ်ချင်းတွေကလောင်ညပြောင်းကြတာမလို့เจ้าသူအစောကြီးအလေသားเจ้าသူဘောနဲ့သူเจ้าဖက်ခဲ့ရတယ်ဒီတော့သူ့မှာဝင်ဝင်မရှိဘူးအလုတ်ခံမရှိဘူးတောကတွေတိတ်များတယ်သူလိလမသားတဲ့စာတွေတွေကနေပြီးသူ တောကဘယ်လိုဖြစ်ပြမလဲတစ်တောကကိုစရင်ပြုစုပါတဲ့စရင်ပြုစုပြီးရင်အဲ့တောကစရင်ကိုတရေသိမ့်ထားအချိန်တိုင်းပြန်ဖတ်ကြည့်ကို့မှာရှိတဲ့ပူပင်စိတ်ဟာကိုကိုယ်တိုင်တိဆောက်ထားတဲ့ဇာညွန်းတစ်ခုပဲအပြင်မှာလက်တွေမဖြစ်နိုင်ဘူးဆိုတာဒီစရင်ကိုပြန်ကြည့်တဲ့အခါမှာသိနိုင်တယ်ဒါပေမဲ့သူအဲ့လိုလုပ်ပေမဲ့သူတောကတွေမပြောက်ခဲ့ဘူးဒီလိုပဲနောက်တစ်ခုကတော့ကိုနဲ့ယုံကြည်ရင်းနှီးရတဲ့သူဖွင့်ပြောရင်တောက ွားသွားမယ်ပျောက်သွားမယ်လို့ဆိုတယ်အဲ့ဒါကိုလည်းသူတုံးကြည့်တယ်တကယ်တော့အဆင်မပြေဘူးအဓိကလူရင်းကတော့အချိန်နဲ့ရင်းပြီးတောကကိုစောင့်ချရတဲ့သူကအများစုပါတနေ့မှာတော့ပန်စီကအိတ်နေရင်သူ့ရဲ့အခန်းထဲမှာရှင်တကောင်ဝင်လာတယ်အဲ့ဒီရှင်ကောင်လေးကသူ့ကိုကြိုက်တယ်ကြိုက်တဲ့ရှင်ကောင်လေးကိုသူကြည့်ပြီးသဘောမချဘူး အဲ့ဒီချင်းကောင်ကိုသူရိုက်လိုက်တယ်ချင်းကောင်ကလွတ်သွားတယ်မကျေနပ်ဘူးအဲ့ဒီချင်းကောင်ကိုသူလိုက်ချင်ရိုက်လိုက်တယ်အဲ့ဒီချင်းကောင်လေးကနေသူ့တောကသူ့ရင်ထဲမှာရှိတဲ့တောကကိုဖြည်းဖြောင်းပြီးချင်းကောင်လေးကတင်ပေးသွားပါတယ်အဲ့ဒီချင်းကောင်လေးကိုကြည့်ပြီးသူစဉ်းစားတယ်အခန်းကချင်းချင်းကလေးဒီအခန်းကြီးလေးထဲမှာရှိတဲ့ချင်းကောင်ကိုလက်နဲ့လိုက်ရိုက်နေမဲ့အစားပြတင်းပေါက်ကိုဖွင့်ပြီးချင်းကောင်လေးကိုနှင်ထုတ်ရင်ရတာပဲ ဘာလို့ပြင်းပေါက်ကိုဖွင့်ဖို့သူမေ့နေတာလဲပြောကြစို့အဲ့ဒီဘုရားသူရလိုက်တဲ့အတွေ့အမြင်ကတခုလဲပဲစိတ်ချမ်းသာခြင်းနဲ့သူဟာတောကဖြေပြောက်ခြင်းနဲ့သူဟာအကောင်းဆုံးနေရာတော့အတွေ့အမြင်ပြောင်းလိုက်ဖို့ပါပဲသင်အတွေ့အမြင်ကိုဘယ်လိုပြောင်းမလဲကျွန်တော်တို့အတွေ့အမြင်ကိုဘယ်လိုပြောင်းမလဲအတွေ့အမြင်ပြောင်းဖို့ကလွယ်လွယ်လေးပါ don't think about this diary မတွေးနဲ့တိ ကိုယ်ကိုဒုက္ခပေးမှုတဲ့သူတွေအကြောင်းတွေးမနေနဲ့အချိန်ကုန်နေ။နှစ်ကိုယ်ကိုကျေးဇူးကမ်းတဲ့သူတွေအကြောင်းတွေးမနေပါနဲ့။စိတ်ဆင်းရဲစရာကောင်းတယ်။ကိုယ်ပေါ်တစ္ဆာမရှိတဲ့သူတွေအကြောင်းဘာလို့အချိန်ကုန်ခံပြီးတွေးနေမှာလဲ။ကိုယ်ပေါ်မေတ္တာမရှိတဲ့သူတွေအကြောင်းဘာကြောင့်များကျွန်တော်တို့စိတ်ဝင်စားနေမှာလဲ။ဒီလိုပဲကိုယ်ကိုအတိအမှန်မပြုတဲ့သူ ကိုယ့်ကိုနှိမ့်ချဆက်ဆံတဲ့သူကိုယ့်ကိုမလေးစားတဲ့သူတွေအကြောင်းတွေးမနေပါနဲ့သူတို့အကြောင်းတွေးနေကိုယ်လည်းစိတ်ဆင်းရဲတယ်အချိန်လည်းကုန်တယ်အဲ့ဒါတွေကိုမတွေးပါနဲ့အခန်းထဲကိုဝင်လာတဲ့ခြင်းကောင်ကိုရိုက်တတ်မနေပဲပြင်းပေါက်ကလေးကိုဖွင့်ပြီးခါထုတ်လိုက်တဲ့သဘောပါဒီတော့ just think about this ဘာတွေးမလဲလောကကြီးမှာကိုယ့်ကိုဒုက္ခပေးတဲ့သူတွေရှိတယ်လို့ ကိုယ့်ကိုစာနာပြီးအကူအညီပေးတဲ့သူတွေလည်းအများကြီးရှိတယ်ဆိုတာကိုသင်မေ့မနေပါနဲ့ကိုယ့်ကိုကျေးဇူးကမ်းတဲ့သူတွေရှိနေတယ်လို့ကိုယ့်ကိုကျေးဇူးပြုတဲ့လူတွေအများကြီးရှိနေတယ်ဆိုတာကိုကျွန်တော်တို့ဘာကြောင့်များမေ့လျော့နေတာလဲသူတို့ချောင်းမဲ့တွေးမှာပေါ့ဒီလိုပဲကိုယ့်ပေါ်တစ္ဆာပြည့်ဝနေတဲ့သူတွေကြောင့်ဘာလို့နှလုံးအိမ်ထဲထပ်ပြီးစိတ်အညစ်ခံပြီးအေးအေးပြတ်ခံနေမှာလဲ ကိုယ်ပေါ်သစ္စာရှိတဲ့သူတွေတပုံကြီးအများကြီးလောကကြီးမှာရှိနေတာပဲကိုယ်ပေါ်မေတ္တာမရှိသူတွေကိုယ့်ကိုမုန်းသွားသူတွေအကြောင်းဘာလို့စဉ်းစားနေမှာလဲသူမုန်းသွားပေမဲ့ကိုယ့်ကိုချစ်တဲ့သူတွေတရားမကရှိတယ်ဆိုတာသိထားပြပါသူကိုယ်ပေါ်မေတ္တာမရှိတော့ပေမဲ့ကိုယ်ပေါ်မေတ္တာရှိတဲ့အတန်ဝန်အကြီးကြီးလေအဲ့လိုတွေးပြီးတောကောက်ကိုဖြည့်ပြောက်မှာပေါ့ဒီလိုပဲကိုယ့်ကိုနှိမ့်ချဆဆန်တဲ့သူကိုယ့်ကိုမလေးစားတဲ့သူကိုယ့်ကိုအတိမ မပြုတ်တဲ့လူတွေအကြောင်းစဉ်းစားမနေပါနဲ့ကိုယ့်ကိုအတိမပြုတ်နေတဲ့လူတွေအများကြီးပဲကိုယ့်ကိုလေးစားနေတဲ့လူတွေတပုံကြီးပဲကိုယ့်ကိုအထင်ကြီးနေသူတွေတပုံကြီးရှိနေသေးတာပဲဘာကြောင့်များတော့ကောက်ကိုခေါင်းပေါ်တင်ပြီးအမိုက်တောင်းကိုခေါင်းပေါ်တင်ပြီးအဲ့ရတဲ့ဘာလို့ဝင်ကျင်ကြတာလဲဒီတော့တောကကိုဖြည့်ပြောက်တဲ့နေရာအလွယ်ကူဆုံးပါပဲဘလို့လောက်အောင်မလဲဆိုအတွေးအမြင်သာပြောင်းလိုက်ပါ လောကကြီးမှာဒီတဲ့အရေးကြီးတာတွေတပုံကြီးပဲ ရှင်ကဝလေးကိုအခန်းထဲကနေအပြင်မောင်းထုတ်လိုက်တယ်လို့လောကကြီးကအကျဉ်းကြီးပါကိုယ့်ရင်ထဲမှာဝင်နေတဲ့တောကဆိုတဲ့ရှင်ကောင်လေးကိုအခန်းတကားဖွင့်ပြီးထုတ်လိုက်ရုံပါပဲကဲဒီတော့လူရင်းအနှစ်ချုပ်ပြောရရင်တောကဖြေပြောက်တဲ့နေရာတော့ကောင်းတာတွေကိုတွေးပါမကောင်းတာတွေကိုမတွေးပါနဲ့ဒီနည်းကအကောင်းဆုံးပါလေလူဆိုတာအခက်အခဲရှိမယ်အကြက်တဲရှိမယ်ပြဿနာရှိမယ်ဒုက္ခရှိမယ် သူနဲ့အတူတူပါလာတဲ့အခွင့်အလမ်းနဲ့အခွင့်အရေးတွေလည်းရှိနေတယ်ဆိုတာမျှော်တွေးပြီးတော့တောကကိုဖြေပြောက်လိုက်ရဲရဲရင်လောကကြီးကိုမမတ်ကြမ်းကြမ်းပန်းနိုင်ရအောင်ရှောက်လိုက်ပါ how to stop the worry ကျွန်တော်တို့တောကကိုဘယ်လိုဖြေပြောက်မလဲမကောင်းတာတွေမတွေးပါနဲ့ don't think about this ကောင်းတာတွေကိုများများ တွေးပါ just think about this ကိုကိုက်နေတဲ့ချင်းကောင်လေးကို အခန်းထဲကဖဲ့ထုတ်ခြင်းဖြင့်တောကကိုဖြည့်ပြောက်လိုက်ကြပါစို့။ကဲဒီတော့ကိုတံဘူအစစ်မှန်ကို ကိုကိုတိုင်းသိပြီးကိုကိုကိုယုံကြည်မှုတွေပိုပြီးရှိလာစီဖို့စိတ်ပညာကိုအခြေခံပြီးသင်ကြားပို့ချပေးနေတဲ့ Chess မြန်မာရဲ့ Better Life Project Online သင်တန်းရှိနေပါတယ်။ဒီအကြောင်းကိုသိချင်တဲ့ဆိုရင်ဖြင့် Chess မြန်မာရဲ့ Facebook Page ကိုဝင်ရောက်ပြီးကြည့်ရှုနိုင်ပါတယ်။ सौ नाइम आलो तौका तो कि सिक्षा दजा